အားလုံးပဲမင်္ဂလာပါဒီတစ်ခါခေါင်းစဉ်တွေတပြေးထားရပါတော့အဲ့ဒါပါလဲဆိုရင်တော့ဘလူးလူမျိုးကိုကိုယ့်ရဲ့လက်ထဲပေါ့ဖြစ်ရွေးချယ်ပြရဲဆိုတဲ့အကြောင်းအရာနဲ့ဆက်ဆက်တယ်ပေါ့နော်ဆိုတော့ခေါင်းစဉ်လေးနာမည်ကတော့ကိုယ့်ကိုလက်တွဲနေရလို့ဂုဏ်ယူနေရသူမျိုးကိုရွေးချယ်ပါဆိုတဲ့အိုင်ဒီလေးဖြစ်ပါတယ်ဒီစာအုပ်ထဲရတာဖြစ်ပါတယ်ဒါဆိုရင်ပို့ကိုကိုယ်ကြီးရတာဘယ်လိုမျိုးဖြစ်နေလဲเนาะဒါဆိုရင်အားလုံးကြည့်အောင်เนาะ ကိုနဲ့လက်တွဲနေတဲ့သူကခုပေါ်မှာဂုံတက်တဲ့လူဟုံဟုံကြည့်ယူလို့ပါတယ်။တနည်းအားဖြင့်ခုကိုရထားလို့ဂုံယူဝင်ကြားဖြစ်နေရတဲ့ပါတနာမျိုးဖြစ်နေပါရဲ့လား။ကျင်နာရာရှူရတာဇကားကိုပြေးရောက်မှစာနှစ်လူပဲကောက်အောင်ပြောတာသူ့ပဲကိုပဲမျှတွေ့နေရ။ကိုထီးလက်ရောက်ခဏအတာထားစိတ်ညှိုးနှံအောင်အောင်လုပ်ဖို့ဝင်လေတာညတာတာစသဖြင့်ဒီလိုမျိုးဂုံယူစရာအပြည့်အဝရှိမှဖြစ်ကြည့်ကြရပါမယ်။ လူတိုင်းကပြည့်ပြည့်စုံချင်မှပြည့်စုံမယ်ကိုလူကလည်းလူတွေကလူသားတယောက်ဖြစ်မလို့ perfect ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့ပြည့်ပြည့်စုံတဲ့အချင်းမျိုးသူစီပါရတယ်သူကလည်းတောင်ကိုပြေးနိုင်နေဆိုရင်သူနဲ့ကိုယ်ကျမ်းမှာ related bliss ဖြစ်တာလေ related bliss ဆိုတာကတစိမ့်စိမ့်တွင်းနေတာမှာပျော်စရာကြည်နူးစရာဝမ်းမြောက်ဂုဏ်ယူနေစရာစိတ်ဆိုင်လို့ဆိုလိုတာဖြစ်ပါတယ်ဒါကနောက်တစ်မျိုး soulmate ဆိုဆို harmony ဆိုဆို related bliss ဖြစ်တာကျင်ကအတူတူပါပဲဒီနေရာမှာတခုသိစေချင်တာကကိုကလည်းသူကိုနေပြီးရောဘာလို့နေနေဖြစ်တဲ့သူဖြစ်တာပဲဆိုတော့တော့လို့တော့မရပါဘူးဒါကြတော့တကူရေစာညာရေကစကားပြောတာလားကိုကိုနေရတဲ့လူကိုကြည့်ရမယ်မဟုတ်မဟုတ်လူတူဒါမှမဟုတ်လူပွဲစီတစ်ခုလုံးကိုဒုက္ခလိုက်ပေးနေတဲ့သူသူများမျက်ရည်စာစားနေရမှာမျိုးရင်ရှိရရှိတဲ့သူ ။တမအာစီဘဝမကြပြဿနာချမ်းသာတဲ့လူပေါ်မှာဂုဏ်ယူနေရပြီဆိုရင်တော့ဒါဟာ brain issue တစ်ခုပဲဖြစ်ပါမယ်။ဒီအတွက်ကိုလိုရက်ကတကယ်ပဲထိုက်တန်တဲ့ဂုဏ်ယူစရာလုပ်ရမျိုးဖြစ်တဲ့။ကြီးကြီးမားမားလုပ်မှမဟုတ်ပါဘူး။လုပ်ရတည်တည်ကြကိုကိုယ်တိုင်ကရောကိုလူရောကိုနဲ့နှိစရာလူကြတဲ့မှာ grateful ဖြစ်အောင်ဆိုရင်ကိုတကယ်အဆင်ပြေပြီ။ဟုတ်ပြန်တာကိုထမင်းစားရည်တော့ တစ်ခုလိုမြင်နေကြတဲ့ခင်ဗျာကို့ပေါ်မဖောက်မပြဲမတိမဆောင်းတဲ့ self consistent လူမျိုးပေါ်မှာပြထိုင်ရင်တဟာပုံဝမ်းမြောက်စရာကောင်းပါတယ်တခါတလေတချို့ကမဖောက်ပြဲမှုဆိုပေမဲ့ mental abuse စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်တာမျိုးတွေရှိတတ်ကြပါတယ်ဒါကိုလည်းကြည်တယ်ရမယ်တခါ mentally supporter ကိုရထိုင်ရင်ကိုလိုရရဲ့ဥပမာမင်းမိမကအမင်းအပေါ်မှာကျင်လာလိုက်ကြ နေလူကနေမှုဆိုချစ်တလိုက်တာဟဲ့ဒါရအပြင်သူတိတ်တော်လာပဲမရှိတဲ့သူကိုပုံရက်တဲ့မျက်ဝေပေးတယ်ဆရာတော်ကတကယ်လဲသဘောကောင်းတယ်စတဲ့ပြင်ဒီလိုမျိုးချီးမွမ်းတာချီးကျူးတာအောက်ကျပီတီဖြစ်နေတာမျိုးကိုခုလူစီကရောကိုနဲ့နေဆက်ရနေဆက်ချောင်းဘူရီစီကပါကျန်းနေရညီနေရရင်ဘယ်တော့ပြောကောင်းလဲမလဲတွေးကြည့်ကြည့်ပါဘုံမပြောခဲ့တဲ့ related list ဆိုတာကတောင်းပြောတာပဲဖြစ်ပါတယ် ကျွန်တော်နဲ့ဘောလုံးကံဘောကံအတိအကိုရောရှိတယ်။တက်တိုးကတကူလုံးထူထားရဲ့ရုတ်တရက်အစိုးလိုလိုဖိုက်တာလိုလိုအထာနဲ့သူနဲ့တိတ်မြင်နေတော့ကဆိုရုတ်တရက်သူ့ကျင်ရဲ့တွတ်တော်ကိုလည်းနေနောက်ပိုင်းအကြောင်းတရားမှအချိန်နည်းနည်းပြေကြတာလဲလဲလဲကျင်ကြပဲဗျဘောလုံးကံကျင်သလားမပြောနဲ့ဘောလုံးဖန်တွေဆိုသေးတယ်။ဒီယာမွန်စတိုလိုဒီယိုကိုကော့စတာရိုလိုကျင်တာတူနာကိုလားဂရုကိုမဆိုင်ဘူး။ အဲ့လိုစိတ်ချမ်းကိုချမ်းဖိုက်တာလိုဇူးတယောက်နဲ့ညားတဲ့မိမကဘာပြောလဲတိလားပြုတ်ချောင်းကိုရထားတာကန်ကောင်းလိုက်တာတဲ့ကန်ကောင်းအောင်လည်းပဲသူတကယ်နေတတ်တာကိုသူ့မိမအပေါ်ကျင်နာတယ်မြှင့်မှုပေးတယ်ပေးဆိုင်တယ်သူ့ဘာသူဘလုံးကန်တဲ့နေရာမှာအကျံပန်းဆန်တာတကယ်သူ့မိမပေါ်ကျင်နာတာကတကယ်သူ့မိမကိုယ်လွယ်တော့ကဆိုဆေးလူပေးရေချူပေးအသေးကြီးဂယုဆိုင်တယ်ဆိုတာအတူယူဖို့ပါကောင်းပါတယ် ပြောချင်ပြောချင်မယ်တူထားတဲ့မိမဒီလောက်လေးတော့လုတ်ပေးရမှာပေါ့ဆိုပြီးတော့ပေါ့ဟုတ်တယ်တောင်းဝတရားအရလုတ်ပေးရမယ်ဆိုရင်တော့ဘယ်သူစိတ်မခံရတဲ့လူတွေမှအများကြီးပဲဖြစ်ပါတယ်ပုံမကလည်းသူ့အကြအပေါ်မှာအထင်ကြီးတယ်လေးစားတယ်သူ့ကိုပိုင်ဆိုင်ထားလို့ကံကောင်းတယ်လို့မကြာခဏပြောထားတယ်လို့ဂုံလဲယူရဲဘေးကလူတွေပါနေအအရန်တွေအပျော်တွေကုဆက်တတ်ပါတယ်ယောက်ျားတွေမှာကရှင်တယ်ပါပီယွန်ပြောခဲ့ဝင်လို့ ဘဝမှာကိုချစ်တဲ့မင်္ဂလာရဲ့အထင်ကြီးမှုကိုခံရတာဟာအလက်ဇန္ဒားဒီဂရိတ်ကဘာတချမ်းကိုတင်းပက်နိုင်ခဲ့တာလို့မိမိစိတ်ကြီးဝင်စရာကောင်းပါလေတဲ့တခါကလည်းဆရာမကြီးလူတိတော်အမကိုတယောက်ကမိန်းမတစ်ခုမိတဲ့အမေမာတဲ့ဒီလောက်မြရရဲ့စာရယ်ကိုဘလို့ရေးဖြစ်ခဲ့တာလဲတဲ့အမေမာကပြန်ဖြေတာပေါ့ဒီလောက်မြရရဲ့စာရယ်ဘာလို့ရေးဖြစ်ခဲ့တာလဲလို့မေးရင်အတူဆုံးအဖြေကဦးလာနဲ့အကြောင်းပါလို့ပါပဲ ဖြစ်ရမှာပါပဲ။ကျမခင်မကဥလားမဟုတ်ပဲတခြားတယောက်ဆိုရင်ဒီလိုစားရင်ထွက်လာဖို့မရှိပါဘူးတဲ့။ဒီလိုအထင်ကြီးမှုမျိုးရတယ်လေသူတို့ကပိုပြီးချစ်ပေးနိုင်လေလေအထင်ကြီးခံရအောင်ဂုံယူနေရအောင်နေပြနေလေးပါပဲ။တဘောကတော့ကိုလိုရက်က bliss ဖြစ်စေရဲ့လိုရဲ့ဆိုရင်ကိုလူကကိုကိုကိုယ်နေနေပေါ့ဘောလက်တယ်ပေါ်ရေးချတဲ့အခါဒါလေးကထက်စင်စားမှုကောင်းပါတယ် ကိုကလည်းသူကိုယူရတဲ့လုပ်ရည်မျိုးလုပ်ရမယ်။ကိုလက်တွဲတဲ့သူအပေါ်မှာကိုတိုင်းကလည်းကိုယူနေရတဲ့သူမျိုးဖြစ်နေရမယ်။ဒါပေမဲ့ကိုအကောင့်လုပ်လို့မှကိုယူပကောင်းမှန်းမတည်ဘူးဆိုရင်တော့ latest release မဖြစ်တော့ပါဘူး။ဒါကြောင့်ကိုကိုလက်တွဲလို့ကိုယူနေတဲ့သူကိုပဲရေးချယ်လက်တွဲရဖို့လိုပါလေ။ဖြစ်ပိုင်းနဲ့ဆက်ကောင်းခဏနဲ့ဆက်လာမှရည်ရတာဖြစ်ပါလေ။ဒါကတော့ ဒီစာအုပ်ကိုဖတ်ကြည့်ကြရမယ်ဘာလို့တွေးမိလဲဆိုရင်ဒီပါရမီဖြည့်ဖက်ပေါ့နော်ခုနပြောသလိုရှေ့မှာဒီပေါ့နော်ပြောခဲ့တယ်ပါရမီဖြည့်ဖက်ဆိုတာကဒီယောက်ျားမင်းမအဆက်ဆက်ရေးတစ်ခုမဟုတ်ဘူးကိုယ့်ရဲ့အဲကိုယ့်ကိုကောင်းမွန်စေတဲ့အရာတွေဖြစ်စေတဲ့လူဟာလည်းပဲကိုယ့်ရဲ့ပါရမီဖြည့်ဖက်ဖြစ်ပါတယ်ဆိုတော့ဒါဆိုရင်ဒီအကြောင်းအရာတွေမှာဆိုရင် the latest split ဖြစ်နေရပါတော့ဟိုကိုယ့်ရဲ့လုပ်ရက်တွေကို ဟိုခုံယူပေးတယ်အဲဆိုရဲလူရှိနေတာကကိုယ့်အတွက်လုံခြုံမှုတစိတစပိုင်းဖြစ်စီတယ်ပေါ့နော်အဲဥပမာအနေနဲ့ပေါ့အာမိသားစုတစ်ခုမှာကလေးကလေးတယောက်ကယုံကြည်မှုအာယုံကြည်မှုတွေကိုယ့်ကိုယုံကြည်မှုတွေကြိုးစားလို့စေတယ်ဖြစ်တယ်ဆိုတာကဒီနောက်ခွေရသူ့ရဲ့မိသားစုကလည်းသူ့ကိုသူ့ကိုခုံယူဝန်ကြွားနေစေလို့ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ဒီ relationship case မှာဆိုရင်လည်းပဲအာ ကိုယ့်ရဲ့လောရဲ့ဂျမ်းမလို့ကိုယ့်ရဲ့မိကလေးကိုယ့်ရဲ့ချစ်သူကဂုဏ်ယူနေရဆိုရင်အော်ငါငါငါရဲ့လောရဲ့ကိုသူကဂုဏ်ယူနေရဆိုရင်အဲ့ဒီကောင်းမွန်တဲ့အရာကိုသူကပုံမှန်လုပ်ချင်စေဖြစ်တယ်ပေါ့ဒါအဲဆိုက်ကိုလော်ဂျီနည်းအရဆိုရင်လည်းဒါမှန်ကန်တည့်ရမှုရှိရပေါ့နော်အာဘယ်လိုပြောမလဲတွန်းအားတစ်ခုပေါ့နော်အဲ inner push ဖြစ်စေရပါတော့ဆိုတော့ဘယ်သူမဆိုကိုယ့်ကိုကိုယ့်ရဲ့ကောင်းမှုနဲ့အရာပေါ့နော်လက်ခံပေးရဆိုရင်အတိမပြုပေးရဆိုရင်အဲ့ဒီအကြောင်းအရာကိုပို့ကျူးစားခြင်းပဲဖြစ်တယ်အာပို့ပြီးတော့မှအာထိန်းထားခြင်းပဲဖြစ်တယ်ပေါ့နော်ဒါကတော့လူမှုစိုက်နေပဲမှာပဲပဲအတိုက်တာလို့လေ့ရှိရှင်းမဆိုရှိတဲ့ဟာပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့ဟိုသူ့ရဲ့အဓိကအကြောင်းအရာကတော့ relationship case ပေါ့လေကိုတွေးလိုက်တာကတော့ပဲ တိုင်ဝမ်ပဲပတ်ဝန်းကျင်အတိုင်းဝမ်းမှာမဆိုကိုအတွက် latest place ဖြစ်နေတဲ့လူတွေကိုပဲအတိုင်းဝမ်းကိုပဲရွေးချယ်တဲ့နေရွေးချယ်တဲ့နေဆိုတော့ပြောပြချင်တာဖြစ်ပါတယ်ဆိုတော့အလုံးပဲကိုရဲ့ကောင်းခြင်းဆိုးခြင်းနေတဲ့ကမှာကိုရဲ့ကောင်းတဲ့အရာတွေကိုပိုပြီးတော့မှတွန်းအားဖြစ်စေတဲ့အတိုင်းဝမ်း လူမျိုးတွေနဲ့တွေ့ရဆိုရင်တော့ဒါကကိုယ့်ရဲ့ပါရမီဖြည့်ပတ်ကောင်းတွေဖြစ်ပါတယ်။အားလုံးလည်းကိုယ့်ရဲ့ပါရမီဖြည့်ပတ်ကောင်းတွေကိုဆက်လက်ထိန်းသိမ်းထားကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။